မင်္ဂလာပါရှင်။ Kumilan News ကနေကြိုဆိုပါရစေ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းကတော့ပလောဝမြို့နယ်ဗုဒ္ဓဂါမကျေးရွာထဲမှာထောင်ထားတဲ့အလဲတင်ရွာဆိုင်ဘုတ်ကိုဖယ်ရှားပေးဖို့တောင်းဆိုတဲ့သတင်းမှာချင်းမင်းနယ်ပလောဝမြို့နယ်ကအတိုင်းဒေသန္တရကောင်စီနယ်မြေဗုဒ္ဓဂါမရွာထဲမှာစိုက်ထုထားတဲ့အလဲတင်ကျေးရွာဆိုင်ဘုတ်ကိုတာဝန်ရှိသူတွေအနေနဲ့အမြန်ဆုံးဖယ်ရှားပေးစေချင်တယ်လို့ရွာခံတွေကတောင်းဆိုထားပါရစေ။ဒါပေမဲ့ အော်တိုဘာ24ရက်နေ့မှာအလဲဒိန်ကျေးရွာကအုတ်ချုပ်ရီတာဝန်ရှိသူ၄ယောက်ကရွာကန်နေကန့်ကွက်နေတဲ့ကြားထဲကနေဗုဒ္ဓဂါမကျေးရွာတွေကိုအလဲဒိန်ရွာဆိုင်ဘုတ်အသည့်စိုက်ထူသွားတယ်လို့သိရပါဗျ။ဗုဒ္ဓဂါမရွာရဲ့အစွန်ဘက်မှာအလဲဒိန်ရွာဆိုင်ဘုတ်စိုက်ထူပြီးတော့ရွာတွေကနေအိမ်24လုံးလောက်ပါသွားတယ်။ပါသွားတဲ့အိမ်24လုံးကအလဲဒိန်ရွာလို့ပြောတယ်လို့ဗုဒ္ဓဂါမရွာသားတယောက်ကပြောပါဗျ။အဲ့ဒီဆိုင်ဘုတ်စိုက်ထူထားတာဟာ နှစ်ဖက်ကျေးရွာနယ်မြေဧရိယာညင်းခုံနေတော့အလဲဒိန်ကျေးရွာကတာဝန်ရှိသူတွေကဗုဒ္ဓဂမရွာတွေကိုသူတို့သဘောဆန္ဒအတိုင်းကျေးရွာဆိုင်ဖို့လာရောက်စိုက်ထူထားတာလို့ဆိုပါရယ်ကျွန်တော်တို့အရင်ကဒိုင်းဒေတန္တရကောင်စီ DRCC အကြောင်းကြားပြီးဖြည့်ရှင်းခိုင်းပါရယ် DRC ကချင်းတလေးနဲ့ဖြည့်ရှင်းမလား DRC ဥပဒေနဲ့ပဲဖြည့်ရှင်းမလားမေးတယ်အဲ့ဒီတုန်းကချင်းတလေးနဲ့ဖြည့်ရှင်းဖို့သဘောတူကြတယ်ဒါပေမဲ့ချင်းတလေးနဲ့နှစ်ဖက်ရွာသားတွေကဖြည့်ရှင်းပေးပြင်မယ်မရဘူး DRC နဲ့ဖြည့်ရှင်းရအောင်ပြောလဲအလဲဒိန်ရွာဘက်ကလူတွေကမကြိုက်ဘူးလို့ဗုဒ္ဓဂမရွာသားတယောက်ကပြောပါရယ် အလဲတိန်ကျေးရွာဆိုင်မုတ်ဆိုင်ထူထားတဲ့ဧရိယာတွေမှာဗုဒ္ဓဂါမကျေးရွာကလူနေ24လုံးဟာအလဲတိန်ကျေးရွာဧရိယာတွေမှာပါသွားသလိုလက်မြေတွေလည်းပါသွားပြီးတော့အလဲတိန်ရွာအုပ်ချုပ်မှုအောက်မှာရှိနေမယ်လို့သိရပါဗျ။နှစ်ဖက်ကျေးရွာကတာဝန်ရှိသူတွေညှိနှိုင်းဆွေးနွေးလို့မရတဲ့အခြေအနေမျိုးမှာဒိုင်းဒေတန္တရကောင်စီအနေနဲ့အ мян ဆုံးပြန်လည်ဖြည့်ရှင်းပေးစေလိုတယ်လို့ဗုဒ္ဓဂါမရွာသူရွာသားတွေကတောင်းဆိုနေကြတာပါ။ဗုဒ္ဓဃာမကြီးရွာဟာအင်ဂျီ90ကျော်ရှိတဲ့အပြင်လေးတူဥပုစတဲ့ချင်းမျိုးနယ်စုတွေနေထိုင်တဲ့ရွာဖြစ်ပြီးတော့ ဒိုင်းဒေတန္တရကောင်စီတရားစီကထိန်းချုပ်ထားတာပါ။